ကားနဲ့ပတ်သက်တဲ့အောက်ပိုင်းအခေါ်လေးတွေကိုဗဟုသုတအနေနဲ့ပြောပြပေးပါမယ်။ဒါလေးကတော့ title လို့ခေါ်ပါတယ်။ title နဲ့ join ထားတဲ့ဒါလေးက main လို့ခေါ်ပါတယ်။ ASCII ကန်းသေးကားလို့ခေါ်ပါတယ်ခင်ဗျာ။ဒီကားကတော့ EPS motor ကန်းလေးဖြစ်ပါတယ်။တချို့ကားတွေကတော့ power ကန်းနဲ့လာသလိုရိုးရိုးကန်းနဲ့လာတဲ့ကားတွေလည်းရှိပါတယ်ခင်ဗျာ။ဒါလေးကတော့ stabilizer တန်းလို့ခေါ်ပါတယ်။သူနဲ့ join ထားတဲ့ black up ပေါ့မြမအခေါ်ဓာခွဲပေါ့ပုံစံလေးဖြစ်ပါတယ်ခင်ဗျာ။ ဒါလေးကတော့ stabilizer လင့်လို့ခေါ်ပါတယ်ခင်ဗျာမြမအခေါ်ရောဒူးစစ် CV joint ဖြစ်ပါတယ်ဒါကတော့ gear ဘောက်ဘွယ်အချမ်းနဲ့ join ထားတဲ့ inner CV joint ဖြစ်ပါတယ်ဒါက butterfly gain board gain board တွေလည်းဒီဇိုင်းစုံ ပုံစံစုံနဲ့လာပါတယ်ဒါကတော့ gain board အကြီးပုံစံလေးဖြစ်ပါတယ်ဒါကတော့ ball joint butterfly gain နဲ့တွဲထားတဲ့ပုံစံလေးဖြစ်ပါတယ်ခင်ဗျာဒါကတော့ hat on ဤ hat ball တွေပါသလို braid ဝင်ပါမယ် ရိတ်စုံဗရိတ်ကိုင်းနေအထဲမှာဗရိတ်ရှူတွေပါမှာဖြစ်ပါတယ်။ဒါက short absorber ဖြစ်ပါတယ်ခင်ဗျာ။ဒါ ABS စင်ဆာဂျိုးလေးဖြစ်ပါတယ်ခင်ဗျာ။ဒီကားကတော့ဟန်၅ပေါင်းနဲ့လာတဲ့ပုံစံဟတ်၄ပေါင်းနဲ့လာတဲ့ကားတွေရှိသလိုဟတ်၆ပေါင်းနဲ့လာတဲ့ကားတွေလည်းရှိပါတယ်ခင်ဗျာ။ဘောဂျိုင်းတွေကပုံစံဆိုဒီကားလေးဆိုရင်ဒါ Butterfly ကိုင်းနဲ့ဖြုတ်လို့တက်လို့ရတဲ့ပုံစံနဲ့လာသလိုဒါဒီလိုတေပင်နဲ့လာတဲ့ပုံစံတွေလည်းရှိပါတယ်ခင်ဗျာ။ ကားအမျိုးမီတွေဘလို့ပဲပြောင်းပြောင်းအောက်ပိုင်းအခေါ်တွေကတော့အတူတူပဲဖြစ်ပါတယ်။ဖွဲ့စည်းတိဆောက်ပုံဒီဇိုင်းတွေကတော့ပြောင်းလဲသွားမှာဖြစ်ပါတယ်။ဒီကားလေးကတော့ butterfly ဂိုင်းနဲ့ဘောချိုင်းအသေးတွဲထားတဲ့ပုံစံလေးဖြစ်ပါတယ်ခင်ဗျာ။တီဗီသားလူတွေကကြော်သွားလို့ရသလိုမတီသေးတဲ့သူတွေတွေကတော့ဒါဗဟုသုတရရှိမယ်လို့ထင်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့အကောင့်လေးကိုလည်း like and follow လုပ်ပေးကြပါအောင်ခင်ဗျာအားလုံးလည်းဘ ഹു တုဒရရရှိကြပါစေ